ကွင်းလွန်ပြီးမှလေးစားစရာကောင်းလို့နေဘဝအမှန်တွေပေါ်ပေါက်လာခဲ့ရတဲ့စုစုဆန်ခေါ်အိုထွန်းလာအောင်အားလုံးမင်္ဂလာပါရှင်ဆယ်လီတိုင်းနျူးပေးကနေပြန်လေးကကြိုဆိုလိုက်ပါရီ မင်းကိုတီလီလိုခေါ်ကြတဲ့မူဝေသားပညာရှင်ဆုစုဆန်ဟာမကြာခင်ကလှုပ်ခတ်ခဲ့တဲ့ငလင်ပေးကြောင့်ကွယ်လွန်သွားခဲ့ရသူပါ။ငလင်ကြောင့်စာအုပ်ပြီးပြီးတော့ကွယ်လွန်သွားတာမဟုတ်ဘဲယောဂခံကြောင့်ကွယ်လွန်သွားခဲ့ရတာပါ။လွန်ခဲ့တဲ့နှစ်နေငယ်ကလေးဖြတ်ပူပြီးတော့အာယုံချုံအားနေတဲ့ဆုစုဆန်ဟာငလင်လှုပ်တဲ့အချိန်မှာမူလေသွားခဲ့ပါရီ။စေယုံကိုပုတ်ပေးမိအသက်မမီခဲ့တဲ့ဆုစုဆန်ရဲ့တရင်တွေကတော့တောင်သူဦးကြီးရဲ့အတွက်စိတ်မကောင်းစရာဖြစ်သွားခဲ့ပါရီ။ဆုဆန်ဆိုတဲ့နာမည်ကြောင့်သူ့ကိုမြို့သမီးတယောက်လို့သာထင်ကြပေမဲ့လေတကယ်တော့ဆုဆန်ဆိုတာကအသက်62နှစ်ရွယ်ရှိပြီ ဖြစ်တဲ့ဦးထွန်းလအောင်ဖြစ်ပါရယ်မိထီလာမျိုးမှာနေထိုင်သူတယောက်ဖြစ်ပြီးတော့စိန်မြောင်းဝင်တန်းဟောင်းတယောက်ဖြစ်ပါရယ်မိုးလီဝတ်သားခမန်းဆက်တွေကိုစုစုဆန်ဆိုတဲ့နာမည်နဲ့73နှစ်ကျော်ခမန်းပေးခဲ့သူဖြစ်ပြီးသူ့ဘဝမှန်ကိုနှိစက်သူတွေကလွဲလို့ဘသူကမှမသိခဲ့ကြပါဘူးကွယ်လွန်ပြီးတဲ့နောက်မှာစုစုဆန်ကလေးစားစရာကောင်းသူတယောက်ဖြစ်တယ်ဆိုတာသိသွားပါတော့တယ်စုစုဆန်လို့ခေါ်တဲ့ဦးထွန်းလအောင်ဟာစိန်မြောင်းဝင်တန်းမဖြစ်ခင်ငယ်စဉ်ကတောင်သူလုပ်ကိုလုပ်ကင်ခဲ့ဘူးပါရယ်အဲ့ခက်ကမိုးလီဝတ်သားခမန်းဆက်တွေပြည့်စုံသေးတာကြောင့်တင်းနယ်တွေပြည့်စည်ခဲ့ရပါတယ် ကိုရိုင်းလဲတောင်သူဖြစ်ခဲ့ပို့ပြီးတော့တောင်သူတွေကိုချစ်တဲ့ဥထုလာအောင် မိုးလေဝသပညာကိုအွန်လိုင်းကနေစတင်လေ့လာခဲ့ပါရီနိုင်ငံခြားကဂရုတစ်ခုနဲ့ချိန်ဆက်ပြီးတော့မိုးလေဝသပညာကိုလေ့လာခဲ့ချိန်မှာမိသားစုဝင်တွေကလည်းတတိမထမိကြပါဘူးတမင်းငယ်ဆုံးစုစုကိုအရန်ချစ်လို့စုစုဆိုတဲ့နာမည်ကိုယူပြီးနောက်ကနေဆန်ဆိုတဲ့နာမည်ကိုပေါင်းထည့်လိုက်ပါရီအဲ့ကနေစုစုဆန်ဆိုတဲ့နာမည်နဲ့လူသိများလာခဲ့ပါရီမိုးလေဝသခံမှန်းချက်တွေကအချိန်မီပေးနိုင်မှသာလူအများအတွေ့ကြိုးရှိနိုင်တာဖြစ်လို့ဥထုံးနာအောင်ကတရက်လုံးမှာနှစ်နာရီသုံးနာရီလောက်ပဲအိပ်ပါရီညစဉ်ညတိုင်းမိုးရွာသားခံမှန်းချက်တွေပေးနိုင်အောင်ချက်လက်များစွာကိုကြည့်ရှုပြီးမှ ာထုတ်ပြန်ရပါတယ်။မိသားစုဝင်တွေကတော့ဥတွန်းလအောင်ကိုစူးစမ်းလို့မသိခင်မှာပညာရေးတစ်ခုခုကိုလေ့လာနေရလို့ထင်ထားခဲ့တာပါ။နောက်ပိုင်းမှသာဥတွန်းလအောင်ကမိသားစုဝင်တွေကိုစူးစမ်းဆိုတာဖွင့်ပြလိုက်တာပါ။ ဥထုံးလအောင်ခံမင်းနေမုံနိုင်တစ်ခုလုံးဟာတကယ်ကိုမှမှန်ခဲ့ပြီးအဲ့မုံနိုင်နာမည်ကမြန်မာလိုဘာသာပြန်ရင်တော့မင်းကိုတီလိုတီပဲရပါရည်အဲ့ကနေစတင်ပြီးတော့ဥထုံးလအောင်ကိုမင်းကိုတီဆိုတဲ့နာမည်လေးပေးခဲ့တာပါဥထုံးလအောင်ကတောင်သူတွေကိုချက်တာကြောင့်မော်လီဝဒါခံမင်းချက်တွေကိုအကုန်ကြခံပြီးတော့ခံမင်းပေးပါရည်တောင်သူတွေကလည်းငွေကြေးထောက်ပံ့တာတွေကိုလုပ်ပေးခဲ့လို့ရည်ရှိမှလည်းရည်တည်နိုင်ခဲ့ပါရည်မော်လီဝဒါခံမင်းချက်တွေကတောင်သူတွေတက်တာမကစားလုပ်ငန်းရှင်တွေအုပ်ဖုတ်တဲ့သူတွေရေချောင်းသွားလာသူတွေရွှေတက်ထူတူဖော်သူတွေအတွက်ပါအကျိုးရှိသွားစေပါရည် စူးစံကြောင့်တောင်သူတွေကမိုးလေဝသခံမှန်းချက်တွေကိုတိတိကျကျသိရပြီးတော့တိမ့်တဲ့နာတွေကိုချိန်မီတိမ့်သွားနိုင်ခဲ့ပါရီရေဘေးမှာလည်းစူးစံကြောင့်တက်များစွာကဲတင်နိုင်ခဲ့သူပါသူပြောရရင်မှန်ကန်ကြောင့်တောင်သူတွေကချီကျူးရင်နဲ့ဦးထွန်းလအောင်ကအယံပျော်နေပါရီသူဘွားတခြားမှာသူတို့တိတ်နေခဲ့ပြီးတော့အသက်80အထိနေထိုင်သွားခြင်းတယ်လို့ပြောခဲ့ပူပါရီဆရာကြီးဦးထွန်းလေးမရှိရတဲ့နောက်မှာစူးစံကိုအားကိုးခဲ့ပြီးတော့အခုတော့စူးစံလည်းငလင်းပေးကြောင့်ကွယ်လွန်သွားခဲ့ရပါရီစူးစံမူလဝတ္တပညာကိုအမွေဆက်ခံသူမရှိတော့ပေသူ့ရဲ့ပေလေးကိုတော့တမိဖြစ်သူကအမှတ်တရဖြစ် ြစ်ထောက်သွားမှာပါစုစုဆန်လို့ခေါ်ရင်ဦးထွန်းလာအောင်ကလူအများရဲ့အကျိုးကိုတည်ဖို့ခဲ့တာကြောင့်သူ့နာမည်လေးကိုမမေ့သွားစေချင်တဲ့ကြောင်းတမီးငယ်ဆုံးမစုစုကပြောပါရီမော်လီဝဒပညာရှိကြီးဦးထွန်းလာအောင်လည်းကောင်းမွန်ရာဘုံဘဝကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါရီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်